လာရှုမြို့၌ဝါလာကင်းလို့တရင်ကျလာပြီးအဘိဓမ္မာကာရုဏိတွင်28ကြိမ်မြောက်စီမီ11130ပူဇော်ပွဲကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းမြင်းနယ်မြောက်ပိုင်းလာရှုမြို့တွင်ဝါလာကင်းလို့တရင်ကျလာပြီးအဘိဓမ္မာကာရုဏိ၌အမှတ်9ရက်ွယ်အရှိခါယုပရိယတိစာတင်တိုက်အတွင်းတွင်တီထားကိုကိုလည်းရှိသော နှစ်ပေါင်း130ရှိရှေးအောင်စုတောင်းပြရန်အောင်လေးမျက်နာစေတီတော်မြတ်ကြီး 28ကြိမ်မြောက်စီမီ11130ပူဇော်ပွဲကိုယမန်နေ့ညပိုင်းကကျင်းပခဲ့ပါတယ်။ရေဦးစွာရှေခါယုပရိယတိစာတင်တိုက်ကြီးဦးစည်းပဒနာနာယကဆရာတော်ရှင်သူမြတ်ကြီးကဦးဆောင်၍အရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူဘုံမူချုပ်အေမင်းဦးနှင့်ပြည်နယ်ဆိုးရအုပ်ချုပ်ရေးအဖွဲ့ကရှမ်းမြောက်ဥက္ကဋ္ဌဦးမြင့်တန်းဝင်းတို့က28ကြိမ်မြောက်စီမီ11130ပူဇော်ပွဲခန္ဓာဖဲကျုပ်ဖြတ်ပွင့်လက်ခဲ့ပြီး အရှိခါယုပရိယတိစာတင်တိုက်ကြီး ဦးစည်းပဒနာနာယကဆရာတော်အရှင်သူမြတ်ကြီးဖြစ်သောဒေါက်တာဗဒ္ဒနာသူဇာတာ PhD သာသနာဓမ္မစရိယာဝိနည်းဝိတုဒီဃနိကာယဝိတုတန်ယုတ်တနိကာယဝိတုကန္နဝါစကပဏိတာ မဟာတတ္တမဇောတိကတဇာအကမဟာတတ္တမဇောတိကတဇာတန်ခသမုတ်တိယတန်ခကိုဇလေရှစ်ပွဲတော်ရာ မြို့နယ်တန်ခါနာယကအကျိုးတော်ဆောင်ဆရာတော်ရှင်သူမြတ်ကဇေယတုတပ်ပတ်မင်္ဂလံအောင်ကားထတော်ကြီးအားရွတ်ဖတ်ပူဇော်ခဲ့ပါတယ်။ထို့နောက်ရှေခါယုပရိယတိစာတင်လိုက်ကြီးဦးစည်းပဒနာနာယကဆရာတော်ရှင်သူမြတ်ကြီးအရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူဘုံမူချုပ်ပြည်နယ်ဆိုရအောက်ချုပ်ရေးဖွဲ့ခွဲရှမ်းမြောက်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများဒေသခံပြည်သူများကစုတောင်းပြီးရန်အောင်လေးမျက်နာစီတီတော်မြတ်ကြီး 28ကြိမ်မြောက်စီမီ11130အားစီမီများထွန်းညိပူဇော်ခဲ့ပြီးဗုဒ္ဓသာသနာစီရင်တိတ်တထု၃ကြိမ်ရွတ်ဆိုပူဇော်၍ပူဇော်ပွဲအခမ်းအနားပိတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်ခမညာ